င်္ဂလာပါအခေယာစပွန်ရဲ့ UEFA Nation League A Championship ရဲ့ Quarter Final အဆင့်ပွဲစဉ်တွေရဲ့ပွဲကျွတ်သုံးသက်ချက်စီစဉ်နေပြန်လည်ပြီးကျူဆိုလိုက်ပါတယ်ကျွန်တော်တို့အခေယာ Host Conference နိုင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလိင်စင်ကစားမဟောင်းတနောင်ဖြစ်ပါတယ်အခုဒီတခေါက်တော့ဒါ quarter final ဖြစ်လာပြီဆိုတော့ UEFA Nation League မှာတော့တကယ် quarter final မှာတော့ကျွန်တော်တို့ဒါ total စုစုပေါင်း၈သင်းပဲကျန်တော့တယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကြီးရှုရမှာ၄ပွဲပဲရှိတော့တယ်ဗျာဒီထဲမှာတော့ကျွန်တော်တို့ဒါပထမပွဲစဉ်တွေအနေနဲ့ဘယ်ပွဲစဉ်တွေကိုများရွေးချယ်ပေးထားလဲဆိုတော့ပြောပြပေးပါဦးဗျာဟုတ်ကဲ့ပါကိုရင်ကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့ UEFA Nation League A quarter final အဆင့်ရဲ့ပထမအကြော့ပွဲစဉ်ဖြစ်ရှင်ပြန်ကစားမယ်ခရိရှားအသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ပွဲစဉ်ရယ်နယ်သာလန်အသင်းနဲ့စပိန်အသင်းတို့ရဲ့ပွဲစဉ်တွေဖြစ်ပါတယ်ခင်ဗျလက်ရှိဒါခရိုအေးရှားပြင်သစ်အသင်းနဲ့နယ်သာလန်စပိန်အသင်းတို့ကနေပြီးတော့ ော့ဒါနိုင်လာတဲ့နှစ်သင်းကနေပြီးတော့ထပ်မံပြီးတော့တွေးဆောင်အောင်ပါဒါဒီကျွန်တော်တို့ဒါကျွန်တော်တို့အိမ်ကွင်းအဝေးကွင်းဒါရှင်ပြိုင်ကစားမယ်နှစ်ကြော့ပွဲစဉ်တွေဖြစ်တဲ့အတွက်ဒါ ပွဲစဉ်ကတော့ကျွန်တော်တို့ကစုစုပေါင်းနှစ်ပွဲစီဒါကြည့်ရှုရမှာလည်းဖြစ်တယ်ဗျဆိုတော့ဒီထဲမှာမှကျွန်တော်လက်ရှိအနေထားတွေအရာဒါခရိုအေးရှားကလည်းဒါ quarter final တက်လာတယ်ပြင်သစ်ကလည်းဒါ quarter final တက်လာတယ်တစ်ဖက်က netherland နဲ့ spain တို့ကလည်း quarter final ကိုအသီးစီတက်လာတယ်ဆိုတော့ဒီအနေထားမှာဒါဥရောပရဲ့အကောင်းဆုံးဆိုတဲ့အသင်းတွေကိုပဲကျွန်တော်တောက်လျှောက်မြင်တွေ့ရတော့မှာဒီအနေထားကနေမှကျွန်တော်တို့ဒါ semi final တို့ final တို့ဆိုရင်လည်းပို့ပြီးတော့ကောင်းမွန်တဲ့ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ပြီးတော့ကြည့်ရှုရအောင်ပါဗျဒီတစ်ခေါက်တော့ဒါခရိုအေးရှားပြင်သစ်နဲ့ဒါ netherland spain ပွဲစဉ်တွေမှာတော့ဒါခရိုအေးရှားပြင်သစ်ကနေစပြီးတော့ဒီအသင်းတွေရဲ့ရှေ့ရပွဲစဉ်ရလဒ်တွေ တူပဲစလိုက်ကြအောင်ပါမင်္ဂလာပါအခရာစပေါ်ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို wise မှပံ့ပိုးပေးတာမို့အာကာသကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်အာကာသပွဲစဉ်တွေကိုပုံမှန်စစ်လုံရှာစွာခန်းစားနိုင်ဖို့အတွက် 18th application နဲ့မှာ promo code အခရာနဲ့အခရာစပေါ်ကိုအသုံးပြုပြီး အကောက်အစ်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတယ်မြန်မာကျပ်ငွေအထိစုကြေးဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလှည့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးချင်များမှာတဆင်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေသိစိတ်ကြအစီအမံဆုံးနည်းနဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းကိုလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာ အားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကွယ်ပထမအဆုံးကျွန်တော်ဒီ Croatia နဲ့ပြင်သစ်တင်ပွဲစဉ်အကြောင်းပြောမယ်ဆိုတော့ Croatia အသင်းကတော့ကျွန်တော်တို့ဒီအခု Nation League အိမ်မှာပေါ့နော် Group 1မှာပါခဲ့တယ် Portugal Croatia Scotland Poland တို့၄သင်းအုပ်စုပေါ့နော်အဲ့ဒီမှာမော Croatia အသင်းဒီ6ပွဲကစားပြည့်အချိန်မှာ2ပွဲနိုင်2ပွဲသေ2ပွဲရှုံးဆိုရဲကျွန်တော်ရက်လက်တွေနေပေါ့နော်ရှာကို6ကိုပေးကို6ကို goal difference 0နဲ့ရမ်းမ6မှတ်နဲ့သူကတော့ အုပ်စုဆင်မှာအဆင့်နဲ့နဲ့ရရည်တည်ခဲ့တယ်ပေါ့အဆင့်နဲ့နဲ့ရည်တည်ခဲ့တာဖြစ်တဲ့ကြောင့်မို့ဒီဘက်က group 2ကအဆင့်တက်မှာရည်တည်ခဲ့တဲ့ပြင်သစ်နဲ့တွားတွေ့တယ်ပြင်သစ်ကတော့အုပ်စု6ပွဲကစားပြီးအချိန်မှာ4ပွဲနိုင်တယ်တပွဲတည်ကြတယ်တပွဲရှုံးတယ်ရမတ်73မှတ်နဲ့အီတလီနဲ့ရမတ်တူဒါပေမဲ့သူတို့ဒီ go different မှာ plus 6 plus 5ဆိုတဲ့ကြောင့်ဒီကူအတာနဲ့ပေါ့နော်ပြင်းတဲ့တင်ကတော့အုပ်စုနှစ်မှာကျွန်တော်ဒီအဆင့်တနေရာရည်တည်နိုင်ခဲ့တယ်။အဲအကြောင်းခရိရှားနဲ့ပြန်ပြီးတော့လာတွေ့တယ်။အဲတော့လက်ရှိအနေအထားကတော့ခရိရှားနဲ့ပြင်းတဲ့ကတော့ ပြောရမယ်ဆိုတော့ပြင်သစ်ကတော့ပို့ပြီးတော့လက်ရှိခြေစွမ်းပိုင်းရအောင်လွန်ရပိုင်းရအောင်အတားဒီရနေရမှန်းနေအုပ်စုဆင်းရခြေစမ်းပွဲတွေမှာဆိုရင်လည်းကျွန်တော်တို့ခရိုရှားတက်ဆိုင်တော့နည်းနည်းပို့ပြီးတည်ငင်းတဲ့အနေထားလေးမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်ခရိုရှားကတော့ကျွန်တော်တို့ဒီစကော့တလန်နဲ့အပြိုင်အုပ်စုနောက်ဆုံးပွဲစဉ်တွေထိစူးစမ်းရုံးကန်ပြီးသွားမှာ ဒီအဆင်နေနဲ့တက်လာဆိုတော့ခရိရှားရဲ့လက်ရှိအနေအထားတော့အရင်ကတော့အားရစရာတော့ကောင်းပြဒါမှမဟုတ်အိမ်ကွေးအဝေးကွင်းရှင်မြန်ကစားမယ့်အနေအထားမှာအိမ်ကွေးမှာလက်ခံရှင်မြန်ကစားရတဲ့ခရိရှားအနေနဲ့ဒီပွဲစဉ်မှာရောပြင်သစ်အသင်ကိုဘယ်လိုများကျွန်တော်တို့အကောင်းဆုံးတုံ့ပြန်ကစားနိုင်မလဲပေါ့ဒါမှမဟုတ်ပဲပြင်သစ်သင်ရမယ့်ပုံမှန်အတိုင်းလေးပဲကစားရင်းနဲ့စီးဖိုင်နဲ့တက်ပြောက်ဖို့တော့ကျွန်တော်တို့အဝေးကွင်းမှာရဲလက်ကောင်တစ်ခုကိုဆွမ်းဆောင်သွားနိုင်မလားအဲ့ဒါလေးကျွန်တော်စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျ ဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိဒါပြင်သစ်အသင်းကတော့ဒါ group 2ရဲ့ဒါကျွန်တော်ပထမနေရာနေတက်လာတာဖြစ်ပြီးတော့ဒါ croatia အသင်းကတော့ group 1မှာကျွန်တော်ဒုတိယနေရာနေတက်လာတာဗျဆိုတော့ဒီထဲမှာမှာဒါ croatia တွေသူတို့ရနိုင်တဲ့အမှတ်တွေတဲကားနေပြီးတော့10မှတ်ပဲရရှိခဲ့တယ်2ပွဲနိုင်2ပွဲသေး2ပွဲရှုံးမြဒီအနေအထားတွေကြောင့်ဒါ10မှတ်ထဲနဲ့ဆိုပေမဲ့ဒါကျွန်တော်အုပ်စုဒုတိယရပြီးတော့တက်လာခဲ့တယ်ဆိုတော့ဒီအနေအထားမှာပြင်သစ်ကတော့ဒါ4ပွဲထိနိုင်တယ်2ပွဲသေး2ပွဲရှုံးမြဆိုတော့ဒီအနေအထားတွေကြောင့်ဒါဆက်ရမဲ့73မှတ်နဲ့ဒါအဆင့်တင်နေရတယ်တက်လှမ်းလာခဲ့ croatia ဘက်ကများဒါကျွန်တော်ပြင် ်စ်အသင်းကိုဒါ quarter final အရောက်မှာသူတို့အနေနဲ့အကောင်းဆုံးကြော်ဖြတ်နိုင်မှာမလားဆိုတာကတော့မေကွန်ထုတ်ဆရာလေးရှိလာတယ်။တစ်ဖက်ကပြင်သစ်အသင်းကတော့ဒါလက်ရှိလဲဒါကျွန်တော်ဥရောပရဲ့အကောင်းဆုံးဒါကျွန်တော် အသင်းတွေမှာပါနေတော့မယ်ဆိုတော့ဒီအနေထားတွေကြောင့်နောက်ဆုံးဒါကမ္ဘာဖလားမှာဆိုရင်လည်းဒါအဆင့်နှစ်ထိရရှိခဲ့တဲ့အသင်းဖြစ်တယ်ဆိုတော့ဒါယူရိုမှာတော့သူ့အနေနဲ့အရင်ကြီးဒါမကောင်းခဲ့ဘူးပေါ့နော်ဆိုတော့ကောင်းကောင်းမွန်မွန်အဆင့်ထိတော့မရောက်ခဲ့ဘူးဆိုတော့ဒါပေမဲ့ပြင်သစ်ကတော့ဒါလက်ရှိအချိန်ထိပြင်သစ်ဖြစ်နေတော့မယ်ဗျာပြင်သစ်ရဲ့ဒါအစုအဖွဲ့တွေအရာခရိုအေးရှားကိုတော့ဒါကောင်းကောင်းချေမုန်းနိုင်စွမ်းရှိတယ်ဆိုတဲ့အနေထားတစ်ခုမှာခရိုအေးရှားအနေနဲ့ရောဘယ်လောက်ထိသူတို့ဒါရုန်းကန်ပြီးတော့လုပြသွားနိုင်မလဲဆိုတာကိုကျွန်တော်တို့ဒါအိမ်ကွင်းအဝေးကွင်းနှစ်ကျော်ပေါင်းကြည့်ရှုရမှာလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့ဒါဒီတစ်ခေါက်ကတော့ဒါခရိုအေးရှားရဲ့အိမ်ကွင်းမှာဒါပထမဆုံးရှင်ပြိုင်မှာပေါ့နော်ဆိုတော့ ီအနေအထားတစ်ခုမှာခရိုအေးရှားနဲ့ပြင်သစ်တော့ဥရောပရဲ့ဒါကျွန်တော်အသင်းတွေဖြစ်တာနဲ့အညီကျွန်တော်ဒါ World Cup မှာရော နောက်ကျွန်တော်တို့အဲဒါခြေစွမ်းပွဲတွေမှာရောနောက်ကျွန်တော်တို့ဒါ Nation League တွေမှာရောရှေ့မှာတွေးဆောင်ခဲ့ပူတာရှိတယ်ဗျာဆိုတော့တို့ရဲ့ထိတ်တိုက်တွေးဆောင်မှုအကြောင်းလေးတွေဆက်လောက်ပြပြပေးပါဦးဟုတ်ကဲ့ပါကိုကြီးဒီနေ့အသင်းရဲ့ Head to Head ထိတ်တိုက်တွေးဆောင်မှုအနေအထားရတော့နောက်ဆုံးကျွန်တော်တို့ Option Tournament 5ချိန်မှာတော့ပြင်သစ်ကောင်းနေလေးအသာစီးရထားကျွန်တော်တွေ့ရတယ်တို့ဒီ2018 Cup Final Final တုန်းကလည်းဒီနေ့အသင်းဆုံတွေ့ခဲ့ပူတယ်ဗျာအဲ Final မှာတော့ပြင်သစ်က၄ဂိုးနှုတ်နဲ့နိုင်ပြီးတော့ Champions ကိုကျွန်တော်ရယူခဲ့တယ်အဲ့ဒါအပြင် ုံမှာနောက်ထပ်ကျွန်တော် UEFA Nation League မှာလည်းကျွန်တော်2020မှာကျွန်တော်တကြိမ် group stage မှာပေါ့နော်2022နှစ်မှာတကြိမ်ကျွန်တော်နှစ်ကြော့စီပြန်ပြီးတွေ့ခဲ့တယ်အဲနှစ်ကြော့လုံးကလည်းပြင်သစ်အသင်းကပဲအသာစီးရထားတွေ့ရတယ် Croatia ကတော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့2022ခုနှစ်ကကျွန်တော်ဒီပြင်သစ်အသင်းရဲ့အိမ်ဝင်းမှာတကူကူမရှိတဲ့နိုင်ငံနဲ့ပွဲရလွယ်ပြီးကျန်တဲ့ပွဲစဉ်တွေမှာတော့ Croatia တကြိမ်တည်ရကြတယ်ကျန်တဲ့၃ကြိမ်လုံးတော့ရှုံးထားတယ်အဲ့တော့ပြင်သစ်ကတော့ Croatia နဲ့တွေ့ဆုံနိုင်မှာတော့ကျွန်တော်ဒီတကြိမ်ပဲရှုံးထားပြီးတော့ကျန်တဲ့ကြိမ်တွေမှာတော့ဒီအနည်းဆုံးတည်ရအဲ့လိုမှမဟုတ်ပဲကျွန်တော်နိုင်တဲ့ပွဲတွေမှာဆိုရင်ကျွန်တော်တို့အနိုင်ရလည်းရရှိအောင်စွမ်းဆောင်ထားနိုင်တာတွေ့ရတယ်အဲ့တော့ပြင်သစ်အသင်းနိုင်ရခဲ့တဲ့ပွဲတွေ င်တည်ကြတဲ့ပွဲစဉ်မှာတော့နှစ်ဖက်အပြန်အလှန်အသွင်းကိုးလေးတွေ11 21 42ဆိုတဲ့ရလလေးတွေ့ရပြီးမယ်လေခရိရှားပြင်သစ်အင်ကွင်းမှာနိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ခရိရှားတကူးကူးမရှိဆိုတဲ့အနေအထားလေးနဲ့ကပ်ပြီးနိုင်ခဲ့တဲ့အနေအထားလေးကိုကျွန်တော်ပြန်ပြီးတွေ့ရတယ်ဗျအဲ့တော့ဒီချင်းချင်းခရိရှားအသင်းရဲ့အင်ကွင်းမှာတွေ့ဆုံမှာဘယ်လိုအနေအထားမျိုးလေးဖြစ်လာမလဲခရိရှားရဲ့အင်ကွင်းမှာလက်ခံရှင်ပြန်ကစားရတဲ့နောက်ဆုံးအနည်းဆက်ဆုံးနှစ်ချိန်မှာတော့ခရိရှား နိုင်မွင့်မရခဲ့ဘူးဗျပြင်သင်အသင်းအနေနဲ့တကြိမ်နိုင်ပြီးတော့ကျွန်တော်ဒီတကြိမ်တည်ကြထားတွေ့ရတယ်အဲ့ဒီတကြိမ်မှာရောခရိရှားအနေနဲ့ဒီ yellow soul တွေပြန်ပြီးတော့တွန်းလှန်နိုင်မှာမလားဗောနော်ဒါမှမဟုတ်ပြင်သင်သင်ရမယ်သူတို့ရဲ့ခရိရှားရဲ့အင်ကူမှာရှင်မြန်ကစားတဲ့ပွဲတိုင်းမှာ yellow ကောင်ရရှိအောင်စောင်းစောက်ထားနိုင်မှုကိုဆက်ပြီးတော့တည်ဆောင်သွားနိုင်မလားအဲ့လေးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကွေဆိုတော့ဒီနှစ်သင်ရဲ့ဒါထိတဲ့တွေးဆမှုတွေမှာ official tournament တွေမှာကြည့်မယ်ဆိုလို့ရှိရင်ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဒါ2022ခုနှစ်ကဒါ Nation League Group Stage ပွဲစဉ်ဗောနော်ဆိုတော့ဒီပွဲစဉ်မှာတော့ခရိရှားကဒါပြင်သင်အသင်းကိုသူကပြင်သင်ရဲ့အင်ကွင်းမှာပဲသူတို့1-0ရရလနဲ့အနိုင်ရရှိခဲ့ ဲ့တယ်ဆိုတော့အဲ့ဒီပွဲစဉ်ကလွန်ရင်ဒီနှစ်သင်းထိတိုက်တွဲဆုံမှု official tournament ညအကုန်လုံးမှာအပြန်လန်သွင်းခွေတွေတွေ့ရတယ်ဗျာဒါသည်ကျွန်တော်တို့ဒါနိုင်ငံအသင်းပွဲစဉ်တွေတဲ့ဥရောပနိုင်ငံအသင်းပွဲစဉ်တွေမှာကျွန်တော်ပုံမှန်မြင်တွေ့နေကြပုံစံအတိုင်းပဲအဓိကကကျွန်တော်တို့သူတို့စီမှာတော့ဒါအသင်းကြီးအသင်းသေးဆိုတဲ့ပုံစံမျိုးထက်ဆက်လို့ရှိရင်တကယ်တကယ်သူတို့နှစ်သင်းအဲ့လိုမျိုးထိတိုက်တွဲဆုံမှုတွေအတိုင်းမှာဒါကျွန်တော်တို့အသင်းတွေအားလုံးတွေဒါသွင်းခွေတွေတွင်းယူတယ်ဆိုတော့ဒါတစ်ဖက်ကကြည့်မယ်ဆိုရင်ဒါသွင်းခွေတွေပြန်လည်ပြီးခွင့်ပြုပေးရတယ်ဒါသည်ကျွန်တော်တို့ဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့ဥရောပပွဲစဉ်တွေကိုကျွန်တော်ကြည့်ရတယ်လို့ပဲဗျခရိုအေးရှားနဲ့ပြင်သစ်တို့ကဒီတစ်ခေါက် ဒါကျွန်တော်တို့ quarter final မှာလာပြီးတော့တွေ့ဆုံခဲ့ကြပြီဆိုတော့ဒီနှစ်သင်ရဲ့ quarter final ထိတိုက်တွေ့ဆုံမှုကဒါကျွန်တော်ဖြစ်တဲ့အနေအထားလို့တော့ပြောလို့ရတယ်ဆိုတော့တစ်ဖက်မှာလည်း Netherlands စပိန်ကရှိသေးတယ်ဗျာဒီထဲမှာတက်လာတဲ့အသင်းနဲ့ဒါကျွန်တော်တို့ဒီကနိုင်တဲ့အသင်းနဲ့တွေ့ဆုံမှာဆိုတော့ဒီ၄သင်းနဲ့မှဒီနိုင်တဲ့နှစ်သင်းထိတိုက်တွေ့ဆုံတာကဒါ semi final မှာဆိုတော့ပို့ပြီးတော့ဖြစ်တဲ့အနေအထားတခုတော့ပြောလို့ရတယ်ဆိုတော့တစ်ဖက်ကဒါ Croatia အသင်းကတော့လက်ရှိဒါတို့ရဲ့ဒါကျွန်တော်အင်အားပိုင်းဆိုင်ရာအရာမှာတို့ဘယ်လိုမျိုးအနေအထားရများရှိမလဲတစ်ဖက်ကပြင်သစ်ကရောဒါတို့အနေနဲ့ရှေ့မှာလုပ်ပြခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒါနောက်ဆုံးကစားခဲ့ ခဲ့တဲ့ Croatia ကတော့ဒါကျွန်တော်တို့လက်ရှိအနေအထားတွေကသူတို့အနေနဲ့အနေငယ်လေးဒါနိုင်ကြနေဆိုတဲ့အနေအထားတခုတော့မြင်တွေ့ရတယ်ဆိုတော့ပြင်သစ်ကတော့တစ်ဖက်ကကြည့်မယ်ဆိုတော့သူတို့အနေနဲ့ဒါ FIFA ranking မှာလည်းဒါအဆင့်နှစ်နေရာတိသူတို့ရှိနေတော့မယ်ဒါကျွန်တော်တို့ရှေ့မှာဒါ Euro ပြိုင်ပွဲမှာလည်းသူတို့အနေနဲ့ဒါ semi final အထိတက်ရောက်ထားခဲ့ကြဗျာဒီတစ်ခေါက်မှာတော့ဒါ quarter final အဆင့်ကနေသူတို့ဒါမထွက်ခွာရအောင်လို့ဒါပထမအကြော်တွေကသူတို့အဝေးကွင်းမှာအကောင်းဆုံးဒါခြေစွမ်းပြကစားနိုင်ပါမလားပေါ့နော်ဆိုတော့အကိုရဲ့အမြင်တွေကရောဒီတစ်ခေါက်ကျွန်တော်တို့ဒါလူစီရင်တွေကဒါပုံမှန်ကတော့ဒီ Nation League တွေမှာဆိုလို့ရှိရင်တော့ဒါပုံမှန်ပေါ့နော်သူတို့ဒီ နိုင်ငံအသင်းရဲ့အရန်ကောင်းတဲ့လူစင်းတွေထက်စာရင်တော့ဒါကျွန်တော်အရန်ကစားသမားလို့ကျွန်တော်ပြောရမယ် second line up ပုံစံမျိုးတွေကိုပဲထုတ်သုံးတာမျိုးတွေတွေ့ရဒီတစ်ခေါက်တော့ဒါကျွန်တော် quarter final ရရှုံးထွက်အဆင့်ဖြစ်တဲ့အတွက်ဒီလိုမျိုးမဟုတ်ဘဲနဲ့တကယ်ကျွန်တော်ဒါလူကောင်းတွေကိုထုတ်ပြီးတော့သုံးလာမလားဆိုတော့ဒီဘက် Croatia ကိုဘယ်လိုမျိုးတုံ့ပြန်လာနိုင်မလဲပြီးတော့ရလက်ပိုင်းဆိုင်ရာအရာကိုဘယ်လိုမျိုးပုံစံလေးဖြစ်လာမလဲဗျာ ဟုတ်ကဲ့ပါကိုရင်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ခရီးရှားတော့အိမ်ကွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကသူ့အတွက်ကတော့ပို့ပြီးအရေးကြီးတယ်ဒီပွဲစဉ်အိမ်ကွင်းမှာရက်လက်ကောင်းရရှိခဲ့မှာနောက်ထပ်ကျွန်တော်တို့အဝေးကွင်းမှာတောင်းအောင်ရှင်မြန်ကစားတဲ့ပွဲမှာသူ့အတွက်နောက်တစ်ဆင့်ပေါ့နော်စင်းဖိုင်နယ်ဆင်းတက်ဖို့အတွက်ညွန်လင်းချက်ထားလို့ရမှာဗျဒီအိမ်ကွင်းမှာတွေကဒါရက်လက်ပိုင်းကဆိုးရွားခဲ့မယ်ဆိုသူ့အတွက်နည်းနည်းလေးခက်ခဲသွားနိုင်မယ်ဗျအဲ့တဖက်ကပြင်သစ်ကိုပြန်ကြည့်နော်ပြင်သစ်ကတော့ကျွန်တော်တို့ရူစင်းဖိုင်နယ်မှာရှင်မြန်ကစားတဲ့စပိန်နဲ့ပွဲပြီးမှာတော့ကျွန်တော်တို့ UEFA Nation League မှာဆက်ဆက်ချင်းပြန်ကစားတဲ့အီတလီနဲ့ပွဲမှာတော့၃ဂိုးတခုနဲ့ပြန်ပြီးရွှုံးခဲ့တယ်အဲ့ပွဲရှုံးပြီးကြတဲ့ကတော့ပုံမှန်တိုင်းလေးပြန်ပြီးတော့သူတို့ရဲ့ တင်ကျင်းတဲ့ခြေစုံပြန်ပြပြီးတော့ကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာ၅ပွဲမှာ၄ပွဲထိနိုင်ပြီ Israel နဲ့တပွဲပဲတည်ယူကြခဲ့ရကျွန်တော်တွေ့ခဲ့ရတယ် ဒါကတော့ Nation League ပွဲတွေရောကျွန်တော်ပြောရမယ်ဆိုတော့ဒီ European ပွဲတွေလိုတော့အတင်းတိုင်းကတော့တေချာလေး serious ကြီးထားပြီးတော့ကျွန်တော်အဓိကကစားသမားတွေကိုကျွန်တော်တို့တေချာလေးသုံးပြီးကစားထားဆိုင်တော့အဲကြံ့ခိုင်မှုပြေးွားတဲ့ကစားသမားတွေတချို့ပွဲစဉ်တွေမှာဆိုအရင်ကစားသမားတွေကိုခွင့်ရင်းပေးပြီးတော့သုံးတာလေးတော့ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ဒီ Genji Tsunway ပွဲကတော့ quarter final လည်းဖြစ်နေတာရဲ့အရေးကြီးတဲ့အဆင့်ကာလမှာဆိုတော့နှစ်သင်းလုံးကတော့ကျွန်တော်အဓိကကစားသမားတွေကိုသုံးရင်သုံးလို့ရတော့ပေါ့နော်ကျွန်တော်ဒီအကုန်လုံးသုံးတဲ့အနေထားလေးမှာကျွန်တော်တွေ့ရမယ်ဗျ။အဲ့တော့ ခရေးရှားရဲ့အနေထားကတော့သူတို့အတင်တိုက်ကျွန်တော်ဒီတိုက်စစ်ပိုင်းကအရင်ကြီးလဲကျွန်တော်တို့အားစရာမကောင်းဘူးလို့ကွင်းလက်ဘက်ကကိုဗာဆစ်တို့မိုဒရစ်ကိုမိခိုနေရတဲ့အနေထားမှာမိုဒရစ်ကကျွန်တော်ဒီအသက်အရွယ်ပိုင်းကအရင်လိုကစားအရင်ကြီးမတင်တော့မယ်နဲ့ကြာလာနိုင်တဲ့အချိန်မှာတော့ကျွန်တော်တို့ခရေးရှားရဲ့ကျွန်တော်ဒီခြေစွမ်းပိုင်းရတော့နောက်ပိုင်းနှစ်တင်မှာနည်းနည်းလေးအရင်တော့အလောက်မကျုံးမရှိတော့ကျွန်တော်တွေ့ရတယ်အရင်တော့ခရေးရှားဒီခန်းစစ်ကိုအရင်ကျွန်တော်ဒီအကောင်းဆုံးတုံ့ပြန်ကစားပြီပေါ့နော်ကျွန်တော်တမန်တိုက်စစ်တွေတွားတာလေကွင်းလယ်ကကိုဗာဆစ်တို့မိုဒရစ်ရဲ့လှုပ်အားလေးတွေနဲ့မိုဒရစ်ရဲ့အခန်းကဏ္ဍတော်တော်များများပေါင်ဝင်မှုနဲ့ကျွန်တော်ဒီခရေးရှားက98ကျွန်တော်ဒီကမ္ဘာပလမ်းမှာဆိုလဲဖိုင်နယ်ထိတ က်ပြီးတော့အကောင်းဆုံးရှင်ဆုံးပြနိုင်တဲ့အနေထားလေးကျွန်တော်တွေ့ရဒါပေမဲ့ပြီးခဲ့တဲ့ရူပြန်ပွဲဒီမှာတော့ခရိရှားရဲ့နည်းနည်းလေးကြောက်ဆင်းလာမှုကျွန်တော်သတိထားရမှာပြတစ်ဖက်ကပြင်သစ်ကတော့လက်ရှိမှာလည်းကျွန်တော်ဒီအမ်ဘပေတမ်ဘီလီတို့ရဲ့တက်စစ်ပင်ဆွမ်းဆောင်ရေးကကျွန်တော်ဒီသူတို့ရဲ့ကလပ်တင်းတွေမှာဖြစ်တဲ့ PSG တို့ကျွန်တော်ဒီ Real Madrid တို့မှာလည်းအကောင်းဆုံးဆွမ်းဆောင်ရင်ပြနိုင်နေတယ်။ကာဆက်တိုင်းမှာလည်းကျွန်တော်တို့ကွန်နာတေးတို့ဆလီဘာတို့လို့လူငယ်ခန်းစစ်ကစားသမားတွေမမထန်နေတဲ့ခန်းစစ်ကစားသမားကောင်းကောင်းလေးတွေလည်းရှိတယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့ပြင်သစ်သင်းလူငယ်ကတော့လက်ရှိ ခရေးရှားအသင်းရဲ့လူအင်အားထက်ဆိုင်တော့အဆက်ဆက်အရာတော့အတားကြီးရနေတော့အမှန်မင်းပြအဲ့တော့ခရေးရှားဘက်မှာအားတကျရှိတာတခုကတော့ခရေးရှားအသင်းရဲ့အိမ်ကွင်းဖြစ်နေရဆိုတဲ့အနေထားလေးတခုပဲရှိမယ်ဒါပေမဲ့ဒီအိမ်ကွင်းမှာလည်းရလက်မကောင်းခဲ့ဘူးဆိုရင်ကျွန်တော်နောက်ထပ်တွေ့မဲ့ဝေးကွင်းပွဲစဉ်ကပုံပြီးခတ်သွားနိုင်တယ်ဆိုရင် PR လေးလည်းရှိတာဆိုတော့အဲ့ဒီအနေထားကိုခရေးရှားအနေနဲ့ဘယ်လိုမျိုးကြော်ဖြတ်မလဲပေါ့နော်လက်ရှိခြေစမ်းပန်းရတော့နိုင်ငံသင်းပွဲစဉ်တွေဖြစ်တာနဲ့အညီတော့အရင်ကတော့ကျွန်တော်တို့အများကြီးတော့ကျွန်တော်တို့နီးကပ်ဆုံးမှလည်းနိုင်ငံပွဲစဉ်တွေကကြားထဲမှာလည်းကာလတန်ကြာတော်တော်လေးနားထားတာဆိုတော့ခံမှန်းလို့တော့မရဘူး ဒီပွဲစဉ်တွေရဲ့ခြေစွမ်းပိုင်းနဲ့ရလက်ပရေကိုကြည့်ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာတော့ပို့ပြီးတိတိကျကျနဲ့ဒီအသင်းတွေရဲ့ကစားတဲ့ပုံစံတွေလူစင်းတွေတော့ပို့ပြီးတော့ကျွန်တော်တို့သိလာဖို့များတယ်ဗျအဲ့တော့လက်ရှိအနေထားကတော့ခရီးရှားတော့အိမ်ခွင်းမှာတော့တေချာတော့ပြင်သစ်အသင်းကိုအကဲအနိုင်မရရှိခဲ့လို့ဆိုတော့နောက်ပွဲစဉ်မှာထပ်ပြီးတော့ဗောနော်ကျွန်တော်တို့အမြုံလင်းခွင့်ရှိအောင်တော့အနည်းဆုံးတေရလက်ရရှိအောင်တော့တို့ကခံကံမှာတော့အမှန်ပဲဒါပေမဲ့ပြင်သစ်အသင်းရဲ့တိုက်စစ်ကိုမိနစ်90အတွင်းတောင်းခံနိုင်မှုဆိုရင်ခရီးရှားအသင်းရဲ့ခန်းစစ်ကစားသမားတွေနဲ့အမားနည်းဖို့တော့လိုလိမ့်မယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့အမားများခဲ့တယ်ဆိုတော့ပြင်သစ်အသင်းရဲ့တောင်းပန်တိုက်စစ်ကစားသမားတွေတိုက်စစ်ကစားသမားတွေက ကြက်ခံမှုနဲ့လင်မယ့်မိုင်းမှာတော်တော်လေးကောင်းမွန်တဲ့ကစားသမားရယ်ဆိုတော့ခရိရှားအနေနဲ့တော့တော်တော်လေးတတိကြီးထားပြီးတော့ကစားမှာပဲအဆင်ပြေလိမ့်မယ်ဗျအဲ့လိုမှမဟုတ်ရင်တော့ပြင်သင်အသင်းရဲ့နိုင်ပွဲတစ်ပွဲပဲထပ်ပြီးတော့မြင်ရမယ့်အနေအထားလေးဖြစ်သွားနိုင်တယ်အဲ့တော့လက်ရှိခြေစွမ်းပိုင်းအရာတော့အနေငယ်စောင့်ကြည့်ရဖို့ရှိပြီးနှစ်သိန်းချားရဲ့ကွာဟချက်ကအဓိကလူစင်အင်အားတော့နှစ်သိန်းချကွာဟချက်ကြီးကြီးမားမားလေးရှိနေတယ်အဲ့တော့အိမ်ကွင်းမှာဖြစ်နေတဲ့အကြောင်းမို့ခရိရှားဘက်ကတော့အ ਨੇ ဆုံးတော့ကျွန်တော်တို့တရရလက်ရရှိအောင်အဓိကစွမ်းဆောင်မှုအတွက်မျောလင်းလို့ရတယ်ဆိုပေမဲ့လည်းအနိုင်ရရှိဖို့အတွက်ဆိုတော့တော်တော်လေးခက်မယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ပြင်သစ်အသင်းအနေနဲ့တော့ အနိုင်နဲ့တေရက်လက်ရရှိဖို့တော့ကတော့အများဆုံးကျွန်တော်ဒီအခွင့်အရေးတွေများများဆဆရှိတယ်အဲ့တော့တေရက်လက်ရရှိခဲ့မယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော် ပြီးခဲ့တဲ့ဟိုကျွန်တော်ဒီခုနောက်ပိုင်းနှစ်တွေမှာပြည်သင်းနဲ့ခရိုရှားတွေ့တဲ့ပွဲစဉ်နိုင်ပါတော့ကျွန်တော်ဒီ twin ကိုအပြန်လန် twin ကိုဆိုတာထက်ဆိုင်တော့တစ်ဖက်တကူစီဆိုတဲ့တေမျိုးလေးတွေအကျွန်တော် twin ကိုများများဆဆတွေ့ရမယ်နေထားတယ်ပေါ့နော်တစ်ဖက်တကူစီဆိုတဲ့တေရက်လက်ဒါမှမဟုတ်ပြည်သင်းသင်းနိုင်ခဲ့မယ်ဆိုလဲနှစ်ကိုတကူဆိုရရက်လက်လုံးပေါ့နှစ်သင်းပေါင်း twin ကို၃ကိုနဲ့အထက်တော့သွားစီရမရှိတဲ့ပွဲစဉ်တွေပေါ့တော့ကျွန်တော်ထင်မိပြီးတော့နှစ်သင်းပေါင်း twin ကို၃ကိုနဲ့အောက်မှာမြင်ရမယ်ပွဲစဉ်တွေပဲဖြစ်မယ်လို့တော့ထင်မိပါတယ်ခင်ဗျဟုတ်ကဲ့ကို ော်တာလက်ရှိအနေအထားတွေကပြင်သစ်ကတော့တို့ရှေ့မှာဒါ nationally can တော့ဝါဆိုလို့ရှင်တော့တကယ်ဒါကျွန်တော်လူစီရင်အကောင့်ဆိုတာမျိုးတွေထုတ်မသုံးမဲ့တဲ့ဒီ second line app ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲတကူးရှိတာကတို့အနေနဲ့ဒါ queen line ဘက်မှာဆိုလဲဒါတချို့ကစားသမားတွေနောက်ကျွန်တော်တို့ဒီ cancel ပိုင်းမှာဆိုလဲတချို့ကစားသမားလေးတွေတော့ထုတ်သုံးတာတွေ့ရတယ်ဒါပေမဲ့တိုက်စစ်မှာအဓိကကစားသမားတွေဒါ MPB တို့ဒါ Dembele တို့ဒီလိုကစားသမားတွေတော့တို့အနေနဲ့ဒါအနားပေးတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးတွေတော့ကျွန်တော်တွေ့ခဲ့ရဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဒါကျွန်တော် quarter final stage ဖြစ်တဲ့ရှုံးထွက်ပုံစံမျိုးဖြစ်လာတဲ့အခါမျိုးမှာ ော့ဒီကစားသမားတွေ first line app တွေကိုထုတ်ပြီးတော့တုံးလာလိမ့်မယ်လို့ခန့်စားရတယ်ဗျ။ဆိုတော့ဒီအနေထားတွေကြောင့်ပြင်သစ်ကလက်ရှိကျွန်တော်တို့ဒါဒမ်ဘီလီတို့ဒါကျွန်တော်တို့ဒီဘက်ကဆိုလို့ရှိရင် MPP တို့ကိုသူတို့ထုတ်ပြီးတော့တုံးမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ tight set ကတော့အခုလက်ရှိဒါကျွန်တော်တို့ဒါ nation league မှာတော့ဒါရှေ့ပွဲတွေမှာသူတို့ AACC ကန်ခဲ့တယ်ဆိုတော့အနေထားမျိုးတွေထက်ပို့ပြီးတော့ကောင်းမွန်လာမယ်လူစီရင်တစ်ခုတော့ကျွန်တော်တို့ဒါမြင်တွေ့ရသွားရဖို့ဒါရှိတယ်ဗျ။တစ်ဖက်က Croatia အသင်းကတော့ကြီးမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အဓိကကျွန်တော်ကွင်းလေကစားသမားပေါ့နော်ဆိုတော့ဒါ Modric ဆိုရင်လည်းအသက်39နှစ်ရှိနေပြီ။နောက်ကျွန်တော် Cover 6ဆိုရင်လည်းဒါ ကျွန်တော်30ရှိနေပြီပေါ့နော်ဆိုတော့အဓိကဝိုင်းရင်ကစားသမားဆိုတာတဲ့မိုဒရစ်ကကျတော့ဟိုဝိုင်းရင်ဆိုတာတဲ့ကိုတော့နည်းနည်းအသက်အရွယ်ကြီးမြင့်နေတဲ့ကစားသမားစီးရင်ထဲမှာပါလာပြီဆိုတော့ဒီ သူတို့ရဲ့ကွင်းလေကကျွန်တော်ထင်တော့လို့ကြီးအလုပ်ဖြစ်ပါမလားသူတချိန်ကဒါ voluntary or solution ဖြစ်တယ်ဆိုပေမဲ့ modric ကတော့အခုလက်ရှိအချိန်မှာတော့သူတို့ရဲ့သူ့ရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာမှာတော့ဒါပွဲတိုင်းပါဝင်ပြီးတော့ကစားတာမျိုးဆိုတာထက်ဒီကပွဲမပန်းအောင်လို့ပေါ့နော်ဆိုတော့ဒီက key moment လေးတွေမှာသူ့ကိုလူစားလဲပြီးတော့တုံးတာမျိုးဆိုရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ခန့်စားရတယ်။တစ်ဖက်ကဒါတောင်ပန်းကစားသမားဒါ paris တို့ပါလို့ဆိုရင်လဲဒါ36နှစ်လောက်ထိသူတို့ရှိလာပြီဆိုတော့ဒီနေ့ပွဲစဉ်မှာသူပြန်ပြီးတော့ပါဝင်လာပါမလားဆိုတော့တခုရှိတာကဒီကွင်းလေနဲ့တောင်ပန်းပေါ့နော်ညာချမ်းဒီတိုက်စစ်ပိုင်းတွေမှာဆိုရင်တော့ဒါ croatia ဘက်ကတော့အနေငယ်ဒါဝိုင်းကစား ားသမားတွေပို့ပြီးတော့များပြားနေရဗျာဒီအနေထားတစ်ခုကကျွန်တော်တို့ဒါပုံမှန်အတိုင်းဆိုရင်တော့ကောင်းမွန်တယ်ဆိုပေမဲ့ဒါကျွန်တော်တို့အရင်ကြီးဒါမိနစ်60နောက်ပိုင်းမှာဒီကစားသမားတွေရဲ့လှုပ်အားနှုန်းကကျွန်တော်တို့ထင်သလောက်ကြီးထွက်လာပါမလားပေါ့နော်ဒါလေးတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ချင်းစရာကောင်းပါတယ်ဆိုတော့တစ်ဖက်ကဒါပြင်သစ်အသင်းကတော့ဒါလက်ရှိသူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမဟုတ်ကဒါကျွန်တော်တကယ်ဟို တော့ခြေတက်ကစားသမားဆိုတာထက်တကယ်ကိုကျွန်တော်တို့ဒါ key player ဖြစ်နေတဲ့ကစားသမားတွေအခုဒါ Real Madrid တို့ဒါကျွန်တော်တို့ဘက်ကဘာဆီလိုနာတို့မှာတော့တကယ် key player ဖြစ်နေကစားသမားတွေဆိုတော့ဒါပြင်သစ်ဘက်ကလူစင်းအရာတော့နည်းငယ်လေးပို့ပြီးတော့ဒီနေ့ပွဲစဉ်မှာများအားတာလာနိုင်မလားပေါ့နော်ဆိုတော့ရှေ့ကပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီနေ့သင်ရဲ့ထိတ်တိုက်တွေးဆမှုတွေအရာတော့ပြင်သစ်ကတော့ပို့ပြီးတော့အားတာချက်တွေများနေဖြစ်တော့ဒီနေ့မှလည်းဒါပြင်သစ်ဘက်ကတော့ဒါပို့ပြီးတော့စိုးမိုးသွားနိုင်ကြီးလို့ရှိတယ်ဒါပေမဲ့ပထမအကြော့လည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွင်းကိုတွေတော့အရင်များများဆဆမြင်တွေ့ရဖို့တက်ဆာလို့ရှိရင်တော့ဒါ2-1ဆိုတဲ့ရလက်တော့ပေါ့နော်ဆိုတော့ နှစ်သင်းပေါင်းအတွင်းကိုဒါ3-6ဝင်းကျင်လောက်ပေါ့နော်ဆိုတော့ဒီအနေထားလောက်နဲ့အနိုင်ရရှိမယ်ဆိုရင်တော့ကျွန်တော်တို့ပြင်သစ်ဘက်မှာတော့ပို့ပြီးတော့နေကျင်တယ်ဆိုတော့ဒီနေ့ base ပွဲစဉ်ကလည်းဒီဂိုရလက်လောက်နဲ့ဒါပြင်သစ်အသင်းကတော့ပို့ပြီးတော့အသာစီးရရှိပါဖို့ရရှိပါတယ်ဗျာဟုတ်ကဲ့ပါခွေနောက်ထပ်ပွဲစဉ်အနေနဲ့ဒါနယ်သာလန်အသင်းနဲ့စပိန်အသင်းပေါ့ဆိုတော့ဒီနှစ်သင်းရဲ့တို့ဒါ nation league မှာဖြတ်သန်းလာမှုလေးကိုလည်းဒီစလောက်ပြပြပေးပါဦးမြတ် အဟုတ်ကဲ့ပါကိုဒီနေ့တင်းရဲ့ကျွန်တော်ရှေ့ရဖြတ်တမ်းမှုတွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ Netherlands အတင်းကတော့ကျွန်တော်တို့ကတော့ Group 3မှာပေါ့နော်ကျွန်တော်တို့အုပ်စုဒုတိယအနေအထားတက်လာတယ်။ Germany ရဲ့အောက်မှာပေါ့သူတို့ဒီ6ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်တို့2ပွဲနိုင်တယ်3ပွဲတည်ကြပြီး2ပွဲရှုံးခဲ့တယ်။အဲ့အတွက်ကြောင့်မရမကိုမရပြီသူတို့ကတော့အုပ်စုရဲ့ကျွန်တော်တို့အဆင့်1နေရာနေတစ်ဖက်ကအဆင့်2ကတက်လာတယ်စပိန်နဲ့တွေ့မယ်။စပိန်ကတော့တစ်ဖက်ကကျွန်တော်တို့ Group 4မှာတော့သူတို့အဆင့်1နဲ့ရထားတယ်။ပြီးတော့ဒီ Nation League အသင်းတွေထဲမှာမှကျွန်တော် Group ဒီအမတ်အများဆုံးအသင်းထဲမှာလည်းစပိန်အသင်းကပါတယ်ဗျ6ပွဲကစားပြီးအချိန်မှာတပွဲပဲတည်ကြပြီးတော့9ပွဲထိနိုင်ခဲ့တယ်ရမ16ပွဲထိရရှိခဲ့သူအုပ်စုမှာဆိုတော့ဒိမတ်တို့စာပြီးရတို့ဆူဆန်တို့ပါဖြစ်တဲ့ကြောင့်မို့တခြားအုပ်စုတွေဆိုင်တော့နည်းနည်းလေးတော့ပြောရမယ်ဆိုတော့စပိန်အသင်းအုပ်စုကအဲကျွန်တော်တခြားအုပ်စုတွေဆိုင်တော့အားနည်းရဲ့ဆိုတဲ့ကြောင့်မို့သူတို့ဒီလေရက်လက်ကောင်းတွေရရှိအောင်ကျွန်တော်ဒီအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တဲ့အောင်ကျွန်တော်ပြန်ပြီးတော့တွေးရမယ်ဗျတခုရှိရလက်ရှိစပိန်အသင်းကလည်းရူပြိုင်ပွဲမှာလည်းလက်ရှိချန်ပီယံဆိုတဲ့အနေထားရဲ့သူတို့အသင်းရဲ့ကစားသမားစုဖွဲ့ရတယ်တော်တော်လေးကိုအင်အားတောင့်တင်းနေတာဆိုတော့ဒီတစ်ချိန်တွစ်ဆုံတဲ့နယ်သာလန်ရဲ့ပွဲမှာဘယ်လိုမျိုးလေးကျွန်တော်ဖြစ်လာမ လဲပေါ့နော်လက်ရှိအနေထားကတော့စပိန်ကတော့ဒီအခုလက်ရှိဥရောပအသင်းတွေထဲမှာဆိုရင်တော့လက်ရှိအနေထားစပိန်ကအကောင်းဆုံးလည်းဖြစ်နေတယ်လူစင်းအင်အားပိုင်းရောကစားသမားတွေခြေစွမ်းပိုင်းရောပေါ့လက်ရှိ Nation League ဒီ on ဒီအိမ်မှာလည်းဖြတ်တန်းလာမှုတွေရောစပိန်သင်းရဲ့ရမ်းမတ်တွေစုဆောင်းထားမှုရောအကောင်းဆုံးအနေထားဖြစ်နေတာဆိုတော့တစ်ဖက်ကအခုနယ်သာလန်နဲ့တွေ့ဆုံတဲ့အချိန်မှာဘယ်လိုအနေထားမျိုးလေးဖြစ်လာမလဲရှေ့ရရက်လက်တွေရောစပိန်အသင်းအနေနဲ့အားသာတဲ့တွေရှိမိမယ်ဒီတစ်ချိန်မှာရောနယ်သာလန်အိမ်ကွန်းမှာစပိန်သင်းကိုအကောင်းဆုံးအခက်အခဲတုံ့ပြန်ကစားပြီးတော့အကောင်းဆုံးရတဲ့တစ်ခုကိုစွမ်းဆောင်ပြနိုင်မလားအဲ့လေကျွန်တော်စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိဒါကျွန်တော်စပိန်အသင်းဖြ ြတ်သန်းလာမှုရတာ Nation League မှာဆိုလို့ရှိရင်တော့ဒါ Group Stage မှာစပိန်အသင်းအမှတ်အများဆုံးပဲဗျာဒီထဲမှာမှကျွန်တော်တရေပွဲရလဲတပွဲပဲရှိခဲ့တာ၅ပွဲထိအနိုင်ရရှိခဲ့တယ်၆ပွဲကစားရမှာကျွန်တော်တို့ဒါရမ၁၆မှတ်ထိသူတို့ရရှိခဲ့တယ်ဗျာဆိုတော့ဒီအနေထားတွေကြောင့်ဒါစပိန်အသင်းက Group 4ရဲ့ဒါကျွန်တော်တို့ဒါအဆင့်တနေရာနေပြီးတော့ဒါနောက်တစ်ဆီအောင်တလန်လာတာဖြစ်ပြီး Netherlands အသင်းကတော့ဒါကျွန်တော်တို့၂ပွဲနိုင်၃ပွဲတရေတပွဲရှုံးနေထားတယ်ဆိုတော့ဒီအနေထားတွေကြောင့်ပဲသူတို့အနေနဲ့ဒါ group 3မှာအုပ်စုဒုတိယအနေနဲ့သူတို့တက်လှမ်းလာခဲ့တယ်။စပိန်အသင်ကတော့ဒါလက်ရှိသူတို့နေယူရိုချန်ပီယံလည်းဖြစ်တယ်။တစ်ဖက်ကကြည့်မယ်ဆိုတော့နယ်သာလန်အသင်ကိုလည်းသူတို့အကောင်းဆုံးကျော်ဖြတ်နိုင်ကြတယ်ရှိရပြ။ဆိုတော့နယ်သာလန်အသင်ဆိုရင်လည်းကျွန်တော်တို့ဒါယူရိုပြိုင်ပွဲတွေမှာကျွန်တော်တို့ဒါကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်တွေလုပ်ခဲ့တုန်းကဆိုလို့ရှိရင်ဒီအသင်ကိုအများကြီးကျွန်တော်မျှော်မှန်းထားခဲ့ရတာ။ဒါပေမဲ့ယူရိုမှာသူတို့အနေနဲ့ထင်သလောက်ခရီးမပေါက်ခဲ့ဘူးပြ။ဒီအနေအထားတွေကြောင့်ပဲစပိန်ကတော့လက်ရှိဒါကျွန်တော်တို့အကောင်းဆုံးအသင်လို့တောင်ပြောလို့ရတဲ့အနေအထားဒါပြင်သစ်တို့ဘာတို့ကလည်းကောင်းတယ်ဆိုပေမဲ့ဒါစပိန်ရဲ့နောက်ပိုင်းသူတို့ရဲ့ကစားပုံအရာဒါအနေအထားကြကစားခွက်အရာကို ါတာတသင်းသင်းပေါ့နော်ဘယ်အသင်းလာလာဥရောပအသင်းတွေပဲဖြစ်ဖြစ်တို့တွေအသာစီးနဲ့ကစားနိုင်နေဆိုတော့အနေအထားတစ်ခုလည်းမြင်တွေ့ရတယ်နောက်တစ်ခုကဒီတသင်းလုံးကိုဒါမောင်းနေနေရလူငယ်ကစားသမားတွေကြီးပဲဗျဆိုတော့ဒီလူငယ်ကစားသမားတွေရဲ့မြန်နှုံးမြင့်မှုတွေနောက်ကျွန်တော်တို့ဒါအချင်းချင်းအချိတ်ဆက်မိမှုတွေကပဲဒါစပိန်အသင်းကိုဒီနေရာထိလက်ရှိချိန်ထိဒါဆွဲခေါ်ထားရလို့လည်းပြောလို့ရတယ်ဒါလက်ရှိချိန်ဒါကျွန်တော်တို့ Nation League မှာဆိုလို့ရှိရင်လည်းဒါစပိန်အသင်းကဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းထဲမှာပါတယ်ဗျဆိုတော့ဒီအနေအထားတွေကြောင့်네덜란드အသင်းကတော့ဒါတို့အနေနဲ့ရုံးကန်သွားရဖို့ရရှိပြီးတော့စပိန်အသင်းကရောတို့အနေနဲ့ ဲ့အဝေးကွင်းမှာအကောင်းဆုံးလုပ်ပြနိုင်မလားဆိုလဲကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ပါကိုကျွန်တော်တို့ကနယ်သာလန်အသင်းနဲ့စပိန်အသင်းတို့ကသူတို့အနေနဲ့ထိတိုက်တွေ့ဆုံမှုကတော့နဲပါနေခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့တကယ် official tournament တွေမှာလည်းဒီနှစ်သင်းကထိတိုက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတော့အဲ့အကြောင်းလေးကိုလည်းချက်လောက်ပြပြပေးပါဦးမြတ်။ ဟုတ်ကဲ့ပါကိုကြီးဒီနေ့သင်ရဲ့ထဲထဲတွေ့ဆုံမှုအနေထားတွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သင်းလုံးကကျွန်တော်တို့ official tournament မှာတော့မတွေ့တော့တော့ကြာပြီဗျဆယ်စုနှစ်တစ်စုလောက်ရှိပြီသူကနောက်ဆုံးတွေ့ခဲ့တာကျွန်တော်တို့ FIFA World Cup 2014ရဲ့အုပ်စုအဖွဲ့ပွဲစဉ်ဖြစ်ရှင်မြန်ကစားတဲ့စပိန်နဲ့နယ်သာလန်တို့ပွဲစဉ်မှာနယ်သာလန်သင်း၅ခုတခုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်ဗျအဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့2010 World Cup Final မှာတော့သူဒီနေ့သင်းတွေ့ဆုံမှုတွေအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ Insta ရဲ့ကျွန်တော်တို့အချိန်ဘူပေါ့နော်ကျွန်တော်တို့ဒီထက်ပြီးရရှင်မြန်ကစားတဲ့အချိန်ဘူမှာ118မိနစ်မှာတွင်းယူခဲ့တဲ့ Insta ရဲ့ဂိုးနဲ့စပိန်သင်းချန်ပီယံဖြစ်ပြီးရဲ့နောက်နှစ်မှာတော့ပြန်ပြီးတော့ဒီနေ့သင်းက FIFA World Cup 2014ပြန် တွေ့တယ်ပွဲပြီးရင်တော့ကျွန်တော်တို့သူတို့ဒီ official tournament မှာမတွေ့ရတော့လေးကြာပြီ အဲ့ဒီဂျိုင်းမော်တို့နှစ်တင်းအောင်ကျွန်တော်ခြေစမ်းပွဲတွေအနေနဲ့ပဲပြန်ပြီးတော့ရှင်မြန်ကစားမှုတွေရှိတာကိုကျွန်တော်တွေ့ရတယ်။အဲ့မှာတော့ကျွန်တော်ဒီ Netherlands အသင်းအောင်နည်းနည်းလေး yellow ban ရတော့ဒါစီရထားကျွန်တော်တွေ့ရတယ်။လက်ရှိအနေထားတော့ official tournament FIFA World Cup မှာတော့နှစ်တင်းလုံးကကျွန်တော်တချင်းစီနိုင်ခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော် friendly အဖြစ်ရှင်မြန်ကစားတဲ့ခြေစမ်းပွဲတွေမှာတော့ Netherlands အသင်းကအိမ်ဝင်းမာကြီးပဲလက်ခံရှင်မြန်ကစားပြီးတော့နှစ်ပွဲမှာတပွဲနိုင်တပွဲတည်းကြားထားတာကျွန်တော်တွေ့ရတယ်ဗျ။အဲ့တော့ Netherlands အသင်းရဲ့အိမ်ဝင်းမှာရှင်မြန်ကစားခဲ့တဲ့အနည်းဆက်ဆုံးကကျွန်တော်ခြေစမ်းပွဲစဉ်တွေရဲ့ yellow တရားဆိုတော့ Netherlands အသင်းကအိမ်ဝင်းအသာချက်လေးကိုတော့အပြည့်အဝသုံးချနိုင်တယ်တွေ့ရတယ်။ဒါမှမဟုတ်လည်းဒါကနောက်ဆုံး2029ခုနှစ်ကအနေထား ားဆိုတော့လက်ရှိမှာတော့ဂျားထဲမှာ9နှစ်လောက်ပြည့်ပြီးကွာဟသွားပြီးဒီဂျားကာလာမှာကစားသမားအင်အားတွေရော generation ကွာဟချက်တွေရောအများကြီးရှိလာမှာဆိုတော့ဒီချိန်တွဲဆုံမှာတော့စပိန်ကလက်ရှိ Ro ရဲ့ champion လည်းဖြစ်နေတာရယ် Netherlands အင်းကလည်း Ro မှာလည်းကျွန်တော်တို့ champion မဖြစ်ခဲ့လို့ဆိုရင်လည်းတိုးတည်တယ်ကျွန်တော်တို့ semi final လောက်ထိတက်ရောက်ခဲ့တယ်ဆိုတော့ခြေစွမ်းပိုင်းအင်းကတော့ Netherlands ဒီလည်းအရင်ကတော့အားနေနေနေထားမှာတော့မရှိဘူးဒါမှမဟုတ်လည်းဒီအနှစ်အပိုင်းခြားမှာတော့စပိန်အင်းရဲ့လူငယ်အင်းကပို့ပြီးတော့ထွန်းတောက်လာတဲ့လူငယ်သမားတွေလည်းပို့ပြီးတော့ပေါ်ထွက်လာအောင်ကျွန်တော်တို့တတိထားမိတာကိုကျွန်တော်ရှိတယ်အဲ့တော့ဒီချိန်တွဲဆုံတဲ့အချိန်မှာတော့ Netherlands အင်းနဲ့စပိန်အင်းဘယ်လိုအနေထားမျိုးတွေဖြစ်လာ မလဲပေါ့အဲ့တော့ official tournament မှာလည်းမတွေ့ရကြာနေတဲ့အသင်းနှစ်သင်းရဲ့နောက်ထပ် official tournament မှာထပ်ပြီးပြန်တွေ့ဆုံတဲ့ပွဲမှာရောအင်ကွင်းနယ်သာလန်အားသာမလားဒါမှမဟုတ်အဝေးကွင်းမှာလာအောင်ရှင်မြန်ကစားရဲ့စပိန်ရမယ်သူတို့ရဲ့လက်ရှိကောင်းမွန်တဲ့ခြေစုံကိုထပ်ပြီးတော့တည်ဆောင်သွားနိုင်တယ်နောက်ထပ်တပွဲဖြစ်လာမလားအဲ့လေးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒါ official tournament မှာဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့2014ခုနှစ်ကဗျဆိုတော့ဒါမှမဟုတ် FIFA World Cup မှာတော့ဒါ2010မှာရော2010 14မှာပေါ့သူတို့အနေနဲ့ဒါနှစ်ကြိမ်စတိုက်လို့ပြောရမှာပေါ့နော်ဆိုတော့ World Cup မှာနှစ်ကြိမ်စတိုက်သူတို့တွစ်ဆုံခဲ့တယ်ဆိုတော့ဒါပထမကြိမ်တွစ်ဆုံတော့ကတော့စပိန်ကဒါ extra time ထိဆုံးရပြီးတော့ Iniesta ရဲ့ goal တဂိုးတည်းနဲ့ပဲဒါသူတို့ဒါ extra time အပြီးမှာအနိုင်ရရှိခဲ့တယ်ဗျာဆိုတော့အဲ့ဒီ poison မှာနေတော့လည်းအသင်းကလည်းဒါတယောက်ထုတ်ခံရတယ်ဆိုတော့ဒီနေထားကြောင်ဆိုတော့ Spain အသင်းကနောက်ထပ်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့တယ်ဗျာဆိုတော့တစ်ဘက်ကကျတော့နောက်ထပ် poison တစ်ပွဲမှာတော့ဒါကျွန်တော်တို့ Netherland နဲ့ဒါ Spain နဲ့သူတို့ထပ်ပြီးတော့တွေ့တယ်ဗျာဆိုတော့ဒီတစ်ခေါက်ကျတော့အဲ့ဒီ kick ကတော့ကျွန်တော်တို့ဒါ Van Persie တို့ဒါရှေ့မှာဆိုလို့ရှိရင်ဒါ Robin တို့ Schneider တို့ရှိတုံးကဒါအချိန်နေပေါ့နော်ဆိုတော့အဲ့ဒီအချိန်နေမှာတော့သူတို့ရဲ့ဒါ Netherland တိုက်စစ်ကတော်တော်ကြီးကိုကောင်းမွန်နေဆိုတဲ့အနေထားတစ်ခုမှာဒါ Spain ဘက်ကဆိုရင်လည်းတကယ်ကစားသမားကောင်းနေရှိခဲ့တာဗျာအဲ့တော့လည်း Xavi တို့ Iniesta တို့ဒါကျွန်တော်ဒီ Diego Costa တို့ဒါကျွန်တော်တို့ခံစင်ပါဆိုရင်ဒါ PK Ramos အတွဲတကယ်ဟိုဒါကောင်းမွန်ခဲ့တဲ့အနေထားမှာတော့မှာပဲ Netherlands ကဒါအပြတ်သက်အနိုင်ရရှိခဲ့တာဗျဒါပေမဲ့ကျွန်တော် generation တွေပြောင်းလာတဲ့အခါမှာအခုလက်ရှိဒါ Netherlands အသင်းဘက်မှာတော့တော်တော်ကြီးအားနည်းချက်တွေရှိသွားပြီအရင်တော့လိုမျိုးဒါကောင်းလာပါတယ်ဆိုတော့ဒါကစားသမားတွေမရှိတော့တဲ့နောက်မှာ Netherlands အသင်းရဲ့ဒါချစ်စွမ်းပိုင်းနေဆိုင်ရာအရာမလဲတော်တော်ကြီးဒါကျသွားပြီလို့ကျွန်တော်ပြောရမယ့်အနေထားတွေဖြစ်ကုန်တယ်ဗျဆိုတော့ဒါကြောင့်ဒီတစ်ခေါက်တော့ Netherlands ထက်ဆိုင်ရင်ဒါ generation ပြောင်းလာတဲ့အခါမှာစပိန်ရဲ့ generation ကပို့ပြီးအတက်ဖက်ကိုရောက်လာတယ်။ဒါလက်ရှိဒါကျွန်တော်လူငယ်ကစားသမားအများစုနဲ့ပဲဒါဖွဲ့စည်းထားတဲ့စပိန်အသင်းမှာဆိုရင်တော့မှပဲဒါတော်တော်ကြီးကောင်းမွန်တဲ့ဒါလူစီရင်တစ်ခုနဲ့နောက်ဆုံးဒါ Euro Champion လည်းဖြစ်ခဲ့တယ်ဆိုတော့ဒါဒီနောက်ပိုင်းမှာတော့ဒါ Netherlands ထက်စာစပိန်ကပို့ပြီးအတက်ဖက်ရောက်လာတယ်။ Netherlands ကတော့အကြဘက်ရောက်သွားတယ်ဆိုပေမဲ့လက်ရှိအချိန်ကြီးကဒါ FIFA ranking ထဲမှာဆိုရင်တော့ဒါနှစ်သင်းစလုံးကတော့ Tottenham ထဲမှာဝင်တဲ့အသင်းတွေကြီးပဲဗျ။ဆိုတော့တကယ်ကိုကောင်းမွန်နေစေဖြစ်တယ်ဆိုတော့ဒီပွဲစဉ်ကလည်းတော်တော်လေးကိုပွဲကြီးပွဲကောင်းဖြစ်လာဖို့ရလည်းရှိပါတယ်ဗျ။ ျွန်တော်ဒီ record order Netherlands အသင်းနဲ့ဒါ Spain အသင်းတို့ထိတိုက်တွေ့ဆုံကြပြီပေါ့ဆိုတော့ဒီထဲမှာထူးထူးခြားခြားဖြစ်တာကဒါ Spain ဆိုရင်လည်းသူတို့ရဲ့ဒါကစားကွက်ကိုပိုင်းကစားကွက်ကြောင့်နာမည်ကြီးတဲ့ဒါကျွန်တော်တို့နိုင်ငံပေါ့နော်ဆိုတော့တစ်ဖက်က Netherlands အသင်းကလည်းဒါဘောလုံးမှာသူတို့ရဲ့ဒသနာဆိုတာတည်တန်းအောင်ရှိတဲ့နိုင်ငံဗျဆိုတော့ဒီလိုမျိုးဘောလုံးဒသနာတည်တန်းရှိတဲ့နှစ်နိုင်ငံတွေ့ဆုံတဲ့အခါမှာကျွန်တော်တို့ကစားကွက်ကောင်းတွေကိုကျွန်တော်မြင်တွေ့ရမလားပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့ဒါနိုင်ငံအသင်းတွေတွေ့ဆုံတဲ့အခါမှာတော့လူစီရင်ထက်ဒီလိုမျိုးကစားကွက်တို့ဒါဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတော့ဟာဒီပုံမှာတော့မူတီဝါတာကိုကျွန်တော်တွေ့ရတယ်တစ်ဖက်က Spain ဆိုရင်လည်းဒါဒါတ ကီတာကကျွန်တော်ဒါအစပြုရလို့ပြောလို့ရတယ်လို့တစ်ဖက်ကနယ်သာလန်ဆိုနေတာတိုတယ်ဖူဘောရဲ့အစပြုရဗျာဆိုတော့ဒီနှစ်သင်းရဲ့ဒါတို့ရဲ့ဒါကျွန်တော်တို့ထိတ်တိုက်တွေးဆမှုမှာတော့ဒါဘယ်လိုမျိုးပုံစံနေနဲ့ဒါကျွန်တော်စော်ကစားကြပြီးတော့ရလက်တွေရောဒါပထမအကြော့ဖြစ်တဲ့အတွက်ကျွန်တော်ဒါဂိုးဝင်များများများဆဆမြင်ရမလားဒါမှမဟုတ်ရင်ကျွန်တော်ဒုတိယအကြော့တွေဆွဲခေါ်သွားမဲ့ပွဲစဉ်တွေပွဲများဖြစ်လာများဗျာအကိုရဲ့အမြင်လေးကိုလည်းပြပြပေးပါဟုတ်ကဲ့ပါကိုလက်ရှိအနေအထားရတော့နှစ်သိန်းချာမှာတော့ကွာဟာချက်ကရက်လက်ပိုင်းတွေတော့တော်တော်များများကြီးကြီးမားမားတွေ့နေရတယ်။စပိန်ကတော့ကျွန်တော်ဒီ Nation League နောက်ဆုံး၅ပွဲဆက်တိုက်နိုင်ခဲ့တာဗျ။ တစ်ဖက်ကနယ်သာလန်ကိုပြန်ကြည့်မယ်ဆိုနယ်သာလန်နောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်ခဲ့တယ်။သုံးပွဲထိတည်ကြပြီးတပွဲကိုကျွန်တော်ပြန်ပြီးရှုံးထားတာတွေ့ရတယ်။ရှုံးထားတော့ကျွန်တော်ဂျာမနီကိုဝေဝေးမှာရှုံးထားတာပေါ့နော်။အဲ့တော့နယ်သာလန်ကတော့ပြောရမယ်ဆိုအင်ကွင်းမှာတော့ရက်လက်ပိုင်းတွေကအရင်မဆိုးဘူးဗျ။အင်ကွင်းရက်လက်ပိုင်းတွေကတော့ကောင်းတယ်။ပြီးတော့ကျွန်တော်စပိန်နဲ့တွေ့ဆုံခဲ့တဲ့အင်ကွင်းမှာစီမံကစားခဲ့တဲ့ခြေစမ်းပွဲရက်လက်တွေအရာလဲစပိန်ကိုကျွန်တော်ဒီနှစ်ကြိမ်ကစားရချိန်မှာတစ်ကြိမ်နဲ့တစ်ကြိမ်သေဆိုတဲ့အနေထားရတော့ရှုံးဝဲမရှိထားတဲ့အနေထားလေးမှာပြန်ပြီးတွေ့ရတယ်။ဒါပေမဲ့လက်ရှိစပိန်အင်းနဲ့တင်းရဲ့လူစင်းရဲ့ကျွန်တော်တို့တိုက်စစ်ပိုင်းကနီကိုဝီနီယန်တို့လမိုင်းရမယ်တို့ရဲ့တိုးတက်မှုတွေကွန် န်းလျာပက်ထရီတို့ဂါဗီတို့ဖီဗင်ရူးစ်ရဲ့လောက်အားနဲ့ကျွန်တော်အသက်ရွယ်ပိုင်းကအကောင်းဆုံးအနေထားမှာအကောင်းဆုံးကစားနေတယ်ကျွန်တော်ပြောမှာဆိုအသက်ငယ်ငယ်ရွယ်နဲ့တင်းဖောင်မိနေတဲ့စပိန်အသင်းရဲ့ခြေစွမ်းပိုင်းရောတစ်ဖက်ကနယ်သာလန်ကဒီအခုပြီးခဲ့တဲ့ရူပြိုင်ပွဲအပြီးမှာတော့နယ်သာလန်ရဲ့ခြေစွမ်းပိုင်းကမတူတော့ဘူးဗျရူပြိုင်ပွဲကခြေစွမ်းနဲ့ဆိုင်နေနေလေးပို့ပြီးတော့ရော်ရဲလာတယ်အထူးသဖြင့်နယ်သာလန်တက်စစ်ပိုင်းတော်တော်လေးကိုကျွန်တော်တို့အဓိကကစားသမားတွေမှာပြန်ပြီးကြည့်မှာဆိုနယ်သာလန်တက်စစ်ပိုင်းကအားနည်းချက်တွေတော်တော်များများရှိနေအောင်ကျွန်တော်တွေးခဲ့ရတယ်ဗျအဲ့တော့ဒီကြိမ်တွေးဆောင်တဲ့နယ်သာလန်အသင်းရဲ့အိမ်ပွဲပွဲစဉ်မှာနယ်သာလန်အသင်းအနေနဲ့အိမ်ပွဲမှာရက်လက်ကောင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပါမလားဆိုတဲ့တန်တဲ့ ရလေးတော့ရှိမိတယ်ဗျ။ဘာဖြစ်လို့ဒီပွဲစဉ်မှာတော့ကျွန်တော်နယ်သာလန်အင်္ဂုမရဲလက်မကောင်းအောင်ဆိုဒုတိယကြော့ရှင်မြန်ကစားမဲ့စပိန်အသင်းရဲ့ကျွန်တော်အဝေးကူးပွဲစဉ်မှာဆိုတော့ပို့ပြီးတော့ခက်ခဲသွားဖို့ရှိတယ်။ပြီးတော့နယ်သာလန်ဆိုတဲ့အသင်းရလည်းကျွန်တော်တို့သူတို့အသင်းရဲ့ကစားပုံစံသူတို့အသင်းရဲ့ဘောလုံးတက်တနာဝါစာခန်းစစ်ကိုအရင်အားပြုပြီးကစားတဲ့ပုံစံမျိုးဗျ။သူတို့ဒီဘလောက်ပဲကျွန်တော်တို့လူစင်းကောင်းတဲ့အသင်းဘလောက်ပဲကစားအကောင်းတဲ့အသင်းခက်ခဲတဲ့အသင်းဖြစ်နေမှာသူတို့ဒီလေတိုက်စစ်ပြီးတိုက်စစ်နေသူတို့ကစားတဲ့ပုံစံတိုင်းပဲ ပုံစံလေးတိုင်းပဲပေါ့နော်ကျွန်တော်မပြတ်မယွင်းကစားတဲ့အသင်းဆိုတော့အဲ့လိုမျိုးစပိန်အသင်းအရန်ကောင်းနေဆိုတော့ခန်းစစ်ကိုအဓိကအပြုတ်ကစားပြီးကောင်တာတက်ကင်ကိုတေချာလေးပြန်ပြီးကစားမယ်အကောင်းဆုံးပုံစံတိုင်း total football နဲ့တေချာလေးပေါင်းဆက်ပြီးတော့စပိန်အသင်းကိုပဲအိမ်ကွင်းမှာတုံ့ပြန်ကစားတော့ရှိမယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးရက်လက်အနေနဲ့တော့အပြန်လည်သွင်းဖို့အချို့များမြင်ရမလားပေါ့နော်ကျွန်တော်ဒီအဓိကကျွန်တော်ဒီကလပ်အသင်းပွဲစဉ်မှာလည်းကျွန်တော်ဒီတိုက်စစ်ပိုင်းကကျွန်တော်ဒီ စပိန်သင်းတိုက်စစ်ဘက်ကထွက်လာမယ်ကလပ်သင်းပွဲစဉ်မှာလည်းကျွန်ဒီကိုသွင်းခြေတွေမြူးနေတယ်လမိုင်းရမယ်လို့ဒီကိုဝင်းဝင်းတိုက်စစ်အားရဲ့တဖက်ကနယ်သာလန်အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်းကျွန်တော်ဒီပွဲစဉ်တွေမှာတော့ကျွန်တော်ဘယ်သူတွေပြန်ပြီးပွဲထွက်လာမလဲပေါ့အဓိကတော့နယ်သာလန်အသင်းရဲ့တိုက်စစ်ပိုင်းအင်အားနည်းတာမှပဲခန်စစ်ပိုင်းနဲ့ကွင်းလယ်ဘက်မှာတော့ကျွန်တော်တို့ဒီဂျောင်းတို့ခန်စစ်မှာဆိုလဲကျွန်တော်ဒီလစ်တို့အနသက်အကီတို့ပေါ့လို့ကစားသမားတွေလည်းရှိနေတာရဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံရင်းတဲ့ကစားသမားအချို့လည်းဘယ်ဘက်ချမ်းနဲ့ကျွန်တော်ညာဘက်ချမ်းခန်စစ်မှာဆိုလဲတန်ဖရိုင်းတို့ပေါ့လို့မျိုးရှိနေတာရဲ့ဖရင်ပေါင်းတို့လည်းလူငယ်ကစားသမားရှိနေတယ်ဆိုတော့နယ်သာလန်ခန်စစ်နဲ့ကွင်းလယ်အင်အားအရာတော့စပိန်ထက်တော့အရင်ကြီးတော့နိုင်ကြနေတော့မရှိဘူးဒ ါပေမဲ့အထူးသဖြင့်စကားပြောစရာရှိတာတိုက်စစ်ပိုင်းနယ်သာလန်တက်စစ်ပိုင်းကတော့တော်တော်လေးကိုအားနေနေတယ်။နောက်ပိုင်းနှစ်တင်မှာကျွန်တော်နယ်သာလန်အသင်းရဲ့တိုက်စစ်မှာဆိုနံပါတ်9ရုပ်မှာကစားတဲ့ကစားသမားရယ်ဆိုရင်အရင်ကျွန်တော်တို့ပြောရမှာဆိုဒီအခု ဥရောပလိတွေမှာနာမည်ကြီးပြီးတော့ထွန်းတောင့်နေကစားသမားတိတ်မတွေ့ရတော့ဘူးဗျဒါပေမဲ့တစ်ဖက်မှာစပိန်မှာတော့ဒီနေရာတွေမှာအကောင်းဆုံးအစားအသောက်ဖြစ်တင်နိုင်တဲ့ကစားသမားတွေရှိနေတယ်အဲ့တော့ဒီဂျင်တွဲဆုံမှာတော့ကျွန်တော်တို့အပြန်လန်သွင်းကိုးလေးတွေမြင်ရမယ့်ပုံစံတွေပုံများဖြစ်လာမလားဗောအဓိကတော့네덜란드ကစားပုံကြီးကဘလုံးတစ်လုံးကိုကျွန်တော်တို့အရင်ပိတ်ပြီးတော့ခံကန်ပြီးတော့ကစားတဲ့ပုံစံထက်သူတို့ဒီလဲ position gain နဲ့ total football ပူပေါင်းပြီးပေါ့ဆော့ကစားတဲ့ပုံစံမျိုးလေးကိုလည်းအသက်သွင်းပြီးတော့ပဲစပိန်တွေကိုပြန်ပြီးတော့တုံ့ပြန်လာဖို့ကြိုးစားမှာရဲ့တစ်ဖက်ကစပိန်ကလည်းသူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်ပြီးတော့ထင်းထင်းသွားဖို့ကစားမှာရဲ့အကြောင်းကျွန်တော်တို့ဒီပွဲစဉ်မှာတော့အပြန်လန်သွင်းကိုချုပ်မြင်ရပြီးတော့ ဘောင်းတွင်းကို၃ခုနဲ့၃ခုနဲ့အထက်ကိုမြန်မြင်ရမယ့်ပွဲစဉ်တွေမျိုးများဖြစ်နေတာပေါ့နော်အကဲဥပမာတေကြခဲ့မယ်ဆိုရင်တော့တစ်ဖက်ကိုအ ਨੇ ဆုံး၃ခုစီဆိုရင်တေရက်လောက်ကဆက်ချရပြီးတော့တေကြမယ်ဆိုကျွန်တော်၂ခု၂ခုဆိုရင်ရက်လက်မျိုးဒါမှမဟုတ်ပဲစပိန်သေးနိုင်မယ်ဆိုရင်2-1ဒါမှမဟုတ်ကျွန်တော်3-1ဆိုရင်လောက်ထိလည်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့ပွဲစဉ်တွေမျိုးဖြစ်နိုင်တယ်အဓိကကတော့စပိန်သင်းရဲ့လက်ရှိတိုက်စစ်ပိုင်းကလူငင်ကစားသားတွေဆွမ်းဆောင်ရင်တော့တော်လေးကိုအားရစရာရှိရဲအဲတော့စပိန်အသင်းရဲ့တိုက်စစ်ကိုတော့နယ်သာလန်နေနဲ့မိနစ်90အပြည့်ကိုတော့ကျွန်တော်တောင်းခံနိုင်မှာတော့ခက်ခဲလိမ့်မယ်ဗျအဲတော့နယ်သာလန်နဲ့စပိန်တို့ရဲ့ပွဲစဉ်မှာတော့အပြည့်လင်းသွင်းမှုတချို့နဲ့သွင်းကို၃ခုနဲ့အထက်ကိုမြင်ရ မဲ့ပုံစံမျိုးဖြစ်နေပြီးတော့တစ်ဖက်ကိုတကိုးစီနှကိုးစီတေးဆိုရဲ့ရက်လက်ဒါမှမဟုတ်စပိန်သိမ်းနိုင်မယ်ဆိုတော့2 1 3 1ဆိုရဲ့ရက်လက်လော်ဒီဖြစ်သွားနိုင်မယ်ပုံစံမျိုးလို့ကျွန်တော်ထင်မိပါဗျ။ဟုတ်ကဲ့ပါကိုရင်ဒါလက်ရှိအနေအထားတွေအရာ Netherlands ရဲ့တိုက်စစ်ပိုင်းကတော့ဒါစပိန်ထက်စာရင်တော့သူနည်းငယ်ရော့ဒီရော်ရဲ့ဖြစ်နေတာတော့ဒါကျင်းသေးတယ်ဗျ။ဒါပေမဲ့ဒါကျွန်တော်နောက်ဆုံး၅ပွဲတွေကိုကြည့်မယ်ဆိုရင်တော့ဒါစပိန်အသင်းတွစ်ဆုံရသူတို့အုပ်စုခြောင်တယ်ပဲပြောပြောပေါ့နော်။ဆိုတော့ဒါအဓိကသူတို့ကန်ခဲ့ရတာကဒါဆွစ်ဇာလန်တို့နောက်ကျွန်တော်ဒိန်းမတ်တို့နောက်ကျွန်တော်တစ်ဖက်ကဆာဘီယာတို့လိုအသင်းမျိုးတွေနဲ့သူတို့တွစ်ဆုံခဲ့တယ်။၅ပွဲကျွန်တော်နောက်ဆုံး၅ပွဲကျွန်တော်သူတို့စတိုက် အနိုင်ရရှိခဲ့တာဗျာဟိုဒါအောင်ချီချင်းအဖြစ်ဒါယူရိုပြိုင်ပွဲရဲ့နောက်ပိုင်းမှာတို့အနေနဲ့ဒါကစားသမားလေးတွေတချို့ changes လုပ်ပြီးတော့တို့သုံးလာတာကိုလည်းတွေ့ရတယ်ဒါပေမဲ့စပိန်ရဲ့ဒါကျွန်တော်တို့ကစားပုံအရာရောဒါရလက်ပိုင်းဆိုင်ရာအရာရောကောင်းမွန်နေစေပဲတစ်ဖက်ကကြည့်မယ်ဆိုတော့ Netherlands အသင်းကဥပမာကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာဆိုရင်တော့ဒါ Bosnia နဲ့ကစားခဲ့ရတာအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Netherlands အသင်းကတော်တော်ကြီးကို chance တွေအရင်များခဲ့တာတို့အနေနဲ့အနိုင်ရရှိဖို့အတွက်အခွင့်အရေးတွေအပြည့်အဝရှိခဲ့ပါရဲ့ဒါနဲ့ဒါ Bosnia ကိုတို့တည်ရကြခဲ့တယ်ဗျဆိုတော့ဒါအဝေးကွင်းမှာ Netherlands အသင်းအရင်လုံးမပြနိုင်ခဲ့ဘူးပေါ့နော်ဆိုတော့သူရဲ့ ရှေ့ရပွဲစဉ်မှာတော့ဒါဟန်ဂေရီကိုတို့အနိုင်ရရှိခဲ့တယ်ဂျာမနီကိုရှုံးတယ်ဗျဆိုတော့ဒီအနေအထားတွေအကြောင်းကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒါနယ်သာလန်ရဲ့ခြေစွမ်းအရင်တသမတ်သေးရှိမနေဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒါ total football သူတို့ရဲ့ဘောလုံးတက်တနာအရာအတော့တော်တော်လေးကိုကောင်းမွန်နေဆိုပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့လူစင်မိုင်းအင်အားအရာလားတိုက်စစ်ပိုင်းရပဲဒါ twin core တွေများများမစွမ်းဆောင်နိုင်လို့လားဗောနော်နောက်ခံစစ်ကလည်းဒါ twin core တွေပြန်ပြီးတော့ခွင့်ပြုပေးရတဲ့အနေအထားတစ်ခုကနေပဲ Netherlands တင်ကဒါအခုချိန်ထိမှသူတို့ရုံးကန်နေရစေအနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတစ်ဖက်ကကြည့်မယ်တော့ Spain ကတော့ဒါတော်တော်လေးကိုကောင်းမွန်တဲ့လူစင်နဲ့တွေ့ရတယ်လို့မျိုးလက်ရှိချိန်ထိသူ့မှာလည်းဒါကျွန်တော်တို့ကစားသမားတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ line up ကလည်းတော်တော်လေးကိုများများဆဆရွေးချယ်စရာရှိတယ်လူငယ်ကစားသမားတွေကြီးပဲဒီနေ့ကကျွန်တော်တို့ရဲ့ ဘောလုံးတက်တနာဖြစ်တဲ့ဒါကျွန်တော်တို့ဒါတကီတကောက်လဲသူတို့အကောင်းဆုံးကစားနိုင်မဲ့ပုံစံတစ်ခုမှလည်းရှိနေသေးရဲ့ဗျာဆိုတော့ဒီကျွန်တော်တို့ဒါ UEFA Nation League ဒီတစ်ခေါက်မှလည်းစပိန်အသင်းကဒီထက်ပိုပြီးတော့အမြင့်တနေရာကိုထပ်မံပြီးတော့တက်လှမ်းသွားအောင်မယ်လို့တော့ကျွန်တော်ခံစားရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကတော့ဒီနှစ်သင်းထဲမှာဘယ်သူနိုင်မလဲဆိုတော့တော်တော်ကြီးကိုခံမှန်းရခက်တယ်လို့ပဲပြောရမှာဗျာဘာဖြစ်လို့လဲဆိုတော့ Netherlands မှာလည်းဒါအိမ်ကွင်းဖြစ်တာနဲ့အညီသူတို့ရဲ့ဒါကစားပုံတွေကြောင့်နောက်ကွင်းလယ်နဲ့ကျွန်တော်ကျွန်တော်ခံစပိုင်းအိမ်ကဒါတောင်တင်းနေစေဖြစ်တဲ့အတွက်ကြောင့်မလို့စပိန်အသင်းကတော့သူတို့ကောင်းကောင်းကြီးဒါတုံ့ပြန်ကစားနိုင်အောင်ပါပဲစပိန်အသင်းတို့ကတော့ ော့တေချာပေါ့ခက်ခဲတဲ့ပွဲစဉ်တပွဲဖြစ်လာလိမ့်မယ်လို့ခန့်စားရတယ်ဗျာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီနေ့ပွဲစဉ်ကအရင်ဂိုးပြတ်မဲ့ပွဲစဉ်ဆိုတာမျိုးထက်ပထမအကြော်လည်းဖြစ်တယ်ဟိုအဓိကတစ်ဖက်နဲ့တစ်ဖက်ကဒါခြေစမ်းကစားရင်းနဲ့ပဲကျွန်တော်တို့ကတေရလက်လောက်ထွက်ပေါ်သွားနိုင်တဲ့ပွဲစဉ်တပွဲဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဗျာဆိုတော့အဓိကတော့တေဖြစ်မယ်ဆိုရင်တော့ဒါ twin ကိုတွေအများကြီးထက်ဆာလို့ရှိရင်တော့ဒါတစ်ဖက်တကူးစီလုံးနဲ့တေရလက်ထွက်တာဒါမှမဟုတ်အနိုင်ဆိုရင်တော့ကျွန်တော်စပိန်ဘက်မှာတော့ဒါကျွန်တော်နေချင်တယ်ဆိုပေမဲ့ twin ကိုတော့ကျွန်တော်ကတော့အများကြီးသိပြီးမြင်ရလိမ့်မယ်လို့တော့မထင်ဘူးဗျာဆိုတော့အများဆုံးတကူးအတာလုံးနဲ့ပဲဒါပထမအကြော်ဖြစ်တဲ့အတွက်ဒါအကောင်းဆုံးနှစ်သင်းစလုံးက အဖို့ကံကစားသွားကြလိမ့်မယ်လို့ထင်တယ်ဆိုတော့ Netherlands အသင်ကတော့နိုင်ဖို့ထက်စာရင်တော့ဒီနေ့ပွဲစဉ်ကဒါကြောင့်တစ်ဖက်တကူးစီလောက်နဲ့တည်းဖြစ်သွားဖို့ရလေရာခိုင်တော့များပါတယ်ဗျဟုတ်ကဲ့ပါကိုရေအဲ့ဆိုရင်ကျွန်တော်တို့ဒါ UEFA Nation League A Championship Quarter Final အဖြစ်နဲ့ရှင်ပြိုင်ကစားကြမယ် Croatia ပြင်သစ်ပွဲစဉ်နဲ့ Netherlands စပိန်အသင်းတို့ရဲ့ပွဲစဉ်ပွဲစဉ်လေးကိုလည်းဒီချက်တော့ပြောပြပေးပါအောင်ဗျဟုတ်ကဲ့ပါကိုရေဒီပွဲစဉ်ကတော့ UEFA Nation League Quarter Final အဆင့်ရဲ့ပထမကြော်ပွဲစဉ်ဖြစ် Croatia အသင်းနဲ့ပြင်သစ်အသင်း နယ်သာလန်သင်းနဲ့စပိန်သင်းတို့ဟာအခုလာမယ့်ကြာသပတေး9ရက်နေ့25မှာရှင်ပြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ UEFA Nation League A Championship Quarter Final အဖြစ်ရှင်ပြန်ကစားကြမဲ့ Croatia နဲ့ပြင်သစ်အသင်း Netherlands နဲ့ Spain အသင်းတို့ရဲ့ပွဲစဉ်ကိုပွဲချုပ်30ချက်ပြုတ်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ